မင်္ဂလာပါရှင် level တန်ရဲ့ ap လ3ရက်နေ့မနက်ခင်းသတင်းတားထွက်မှုစီစဉ်စတင်မှာတော့မိဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့မြမငလျင်စုံမှာရွေလျာစေဘဆိုင်ရာအဖွဲ့အစည်းများနဲ့တန်ရှင်းသောရေတို့လိုအပ်နေတယ်လို့နိုင်ငံတကာကေဆယ်ရေးကော်မတီတာဝန်ရှိသူပြောကြားတဲ့သတင်းဂျပန်နိုင်ငံရဲ့နီပွန်ဖောင်ဒေးရှင်းကငလီတန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအားဒေါ်လာ3သန်းတန်ဖိုးရှိတဲ့အရေးပေါ်ကူညီများထောက်ပံ့ပေးမယ်ဆိုတဲ့သတင်း မြင်းကလင်းကြောင့်ပျက်စီးသွားတဲ့ရုံးစာဦးနဲ့လူနေအစာဦးများကိုပညာရှင်များပါဝင်တဲ့စစ်စေးရေးအဖွဲ့နဲ့စစ်စေးဆောင်ရွက်လျက်ရှိရတဲ့။ငလင်းကြောင့်တိုရီခီးသွားများဒဏ်ရာရမှုမရှိတိုရီလည်းပတ်တဲ့နေရာများလည်းထိခိုက်မှုမရှိဘူးလို့ထိုင်းဆိုရထုတ်ပြန်နေတဲ့။မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းနဲ့ပတ်သက်ပြီးဖေဖော်ဝါရီဥက္ကဋ္ဌအပါအဝင်နိုင်ငံတကာဘောလုံးဖွဲ့ချုပ်များမှဝန်ထမ်းချင်းတဝန်လာများပြပုတ်ခဲ့တဲ့တဲ့အစရှိတဲ့တဲ့များကိုတင်ဆက်ပေးတော့မှာပါ ဖူးစုံတရင်တပုတ်နေနေမြမငလျင်စုံမှာရွှေလျားစေဘဆိုင်ရာဖွဲ့များနေတန်ရှင်းတဲ့ရေတို့လိုအပ်နေတယ်လို့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူ ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မက်စလာ28ရက်နေ့မှာအင်အားပြင်းထန်တဲ့ခုနှစ်တရမခုနှစ်မဂနီကျူးရှိတဲ့မြင်းကလေးလှုပ်သွားပြီးရဲ့နောက်ရပ်ပိုင်းအတွင်းမြမနိုင်ငံအလဲပိုင်းရဲ့အကြီးမားဆုံးသောလိုအပ်ချက်တွေထဲမှာရွှေလျားစေဘဆိုင်ရာဖွဲ့တွေနေတန်ရှင်းတဲ့တောက်သုံးရေတို့ပါဝင်တယ်လို့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီကတာဝန်ရှိသူတို့ကပြောပါတယ်။ လူတွေဟာအပြင်ဘက်မှာအိနေကြပါဗျ။ ဆေးရုံတွေဟာလူတွေပြည့်ကျက်နေပါတယ်။အဲဒီမှာနေထိုင်တဲ့သူတွေဟာတန်ရှင်းနဲ့ရေပြက်လက်တာကိုကြုံတွေ့နေရပါတယ်လို့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီမှမြန်မာနိုင်ငံအတွက်ယာယီနိုင်ငံဒါရိုက်တာမိုဟာမက်ရီယက်စ်ကပြောပါတယ်။အပြန်စီးတွေကြားထဲမှာအလောင်းတွေကိုတူးဖော်ခြင်းမပြုရသေးတာကြောင့်တေဆုံးသူအရေအတွက်တိုးလာမယ်လို့မျှော်လင့်ရတာနဲ့အတူတေဆုံးသူစုစုပေါင်းဟာ2000ကျော်ရှည်သွားပြီလို့အစိုးရမီဒီယာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အိန္ဒိယနဲ့တရုတ်တို့လိုအိန္ဒိချင်းနိုင်ငံတွေကအကူအညီတွေကိုကတိပြုထားပြီးဖြစ်တယ်လို့ရီယက်စ်ကပြောပါရယ်။ ် NGO အဖွဲ့တွေထံကိုဥရောပလူရမ်းမှုတွေအနှဲငယ်တိုးလာတယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကိုအကူအညီပေးသွားမယ်လို့မလ28ရက်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုအဖွဲတဖွဲသွားလိမ့်မယ်လို့အမေရိကန်နိုင်ငံသားကြီးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတင်မီဘရုစ်ကမလ31ရက်ကပြောကြားခဲ့ပြီးနိုင်ငံသားကြီးဝင်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ NGO အဖွဲတွေထံဒေါ်လာ2သန်းထောက်ပံ့ပေးမယ်လို့ပြောကြားခဲ့ပါတယ်။အခုအကြက်တဲ့အတွက်နိုင်ငံတကာကယ်ဆယ်ရေးကော်မတီမှလက်ရှိအချိန်အထိအမေရိကန်နဲ့ထောက်ပံ့မှုတွေကိုမတွေ့ရသေးဘူးလို့ Reyes ကပြောကြားပေမဲ့အကွန်ကြီးပေးရေးအတွက်အမေရိကန်ကို၎င်းကမြေတားရက်ခံထားတယ်လို့ဆိုပါတယ်။ ဒါဟာတမိုင်းမှာကြီးမားတဲ့လူသားချင်းစာနာမှုဆိုင်ရာအကျအတည်ကြီးဖြစ်ပါတယ်။အမေရိကန်ထောက်ပံ့မှုဟာအခုအရေးပေါ်အခြေအနေကိုတုံ့ပြန်ရေးအတွက်အလွန်အရေးပါမယ်လို့ထင်ပါတယ်လို့၎င်းကပြောပါတယ်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျပန်နိုင်ငံရဲ့ Nippon Foundation ကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအားဒေါ်လာ3သန်းတန်ဖိုးရှိတဲ့အရေးပေါ်ကူညီများထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံရဲ့ Nippon Foundation ကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံကိုဒေါ်လာ3တန်းတန်ဖိုးရှိတဲ့အရေးပေါ်ကူညီတွေထောက်ပံ့ပေးမယ်လို့၎င်းရဲ့ website မှာကြေညာခဲ့ပါတယ်။ အရေးပေါ်ကူညီရေးအဖြစ်ငလင်ကြောင့်ထိခိုက်ပျက်စီးတဲ့နေရာဒေသတွေကိုအစားအစာစေဝါနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေအပါအဝင်ဒေါ်လာ3သန်းတန်ဖိုးရှိတဲ့ကူညီရေးပေးရဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ Nippon Foundation မြန်မာဆက်ဆံရေးရုံးရဲ့အဓိကဆောင်ရွက်ချက်နဲ့အကူအညီတွေပေးပို့ရမယ့်နေရာဒေသတွေကိုညှိနှိုင်းဆောင်ရွက်မှုနဲ့မြေပြင်လိုအပ်ချက်နဲ့အညီအကူအညီတွေကိုအလင်းအမြန်ပေးပို့သွားမယ်လို့ဆိုပါရယ်မြန်မာနိုင်ငံနဲ့အနီးတစ်ဝိုက်ဒေသတွေမှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့် ထိခိုက်ခံစားခဲ့ရသူတိုင်းအတွက်ဝန်ထမ်းကြောင်းအလေးနက်ပြောကြားလိုပါတယ်။နေပုံဖောင်ဒေးရှင်းဟာမြန်မာနိုင်ငံမှာအနာဂျီယောဂါပပျောက်ရေးအစီအစဉ်တွေနဲ့အစပြုပြီးနိုင်ငံအတွင်းနှစ်ပေါင်း90ခန့်လောက်ကင်ဆောင်ရွက်ခဲ့ပါတယ်။ပြီးတော့လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ကျန်းမာရေး၊တန်ရှင်ရေး၊ပညာရေး၊ဝန်ထမ်းဖလှယ်ရေးနဲ့ မတန်ဆွမ်းသူတွေအတွက်ပံ့ပိုးကူညီမှုအပါအဝင်နေပယ်ကဏ္ဍအသီးသီးမှထောက်ပံ့ကူညီပေးခဲ့ပါတယ်လို့နီပွန်ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးဂျပန်အစိုးရရဲ့မြန်မာနိုင်ငံအမျိုးသားရင်ကြားစေရေးဆိုင်ရာအထူးတန်တမန်ဖြစ်သူရိုဟေဆာဆာကာဝါကပြောပါရယ်မိမိအနေနဲ့2013ခုနှစ်ခရဲကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်လှုပ်ဆောင်ခဲ့ကြောင်းဧပြီ2ရက်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့အစီအစဉ်ထားကြောင်းနဲ့အကူအညီတွေပို့ဆောင်နိုင်မဲ့နေရာတွေနဲ့အခြေအနေတွေကိုလေ့လာကြည့်ရှုမှာဖြစ်ကြောင်းလည်းဆာဆာကာဝါကပြောပါရယ်ဆက်လက်ပြီး မြင်းကလင်းကြောင့်ပျက်စီးသွားတဲ့ရုံအဆောက်အဦးနဲ့လူနေအဆောက်အဦးများကိုပညာရှင်များပါဝင်တဲ့စစ်စေးရေးအဖွဲ့နဲ့စစ်စေးဆောင်ရည်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြင်းကလင်းကြောင့်ပျက်စီးသွားတဲ့ရုံအဆောက်အဦးနဲ့လူနေအဆောက်အဦးတွေကိုပညာရှင်တွေပါဝင်တဲ့စစ်စေးရေးအဖွဲ့နဲ့စစ်စေးဆောင်ရည်ရရှိတယ်လို့သိရပါတယ်။မလ28ရက်မှာဖြစ်ပွားခဲ့တဲ့မြင်းကလင်းတန်းကြောင့်ပျက်စီးသွားတဲ့ရုံအဆောက်အဦးတွေ လူနေအဆောက်အဦတွေနဲ့တခြားပြည်စည်းမှုတွေကိုဘေးအနေနဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကိစ္စရပ်တွေအတွက်ပညာရေးဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့ကိုဒေသအလိုက်ဖွဲ့စည်းထားရှိပြီးအဲ့ဒီအဖွဲ့ဟာပြည်စည်းသွားတဲ့အဆောက်အုံတွေကိုခင်မီဆန်သက်ကရိယာတွေနဲ့စစ်ဆေးပြီးတမန်ပြင်ဆင်နိုင်တဲ့အဆောက်အဦအကြီးစားပြင်ဆင်ရမယ့်အဆောက်အဦနဲ့ပြုပြင်လို့မရဖယ်ရှားရှင်းလင်းရမယ့်အနေရရှိအဆောက်အဦတွေအဖြစ်ခွဲခြားတမန်နိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ဒါပြင်ကလင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပြည်စည်းမှုတွေကိုမှတ်တမ်းတင်တာ ညှိနှိုင်းသုံးသက်တာနဲ့နောက်မှဆောင်ရွက်ရမယ့်နည်းလမ်းတွေဖော်ထုတ်တာကိုဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလီကျောင်းတိုရီခီးသောများတရားရမှုမရှိတိုရီလက်ပတ်တဲ့နေရာများလဲထိခိုက်မှုမရှိဘူးလို့ထိုင်းဆိုရထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အင်အားပြင်းမြင်ငလီကျောင်းထိုင်းနိုင်ငံဘန်ကောက်မှာတည်ဆုံသူ19ဦးရှိပြီးအဆောင်တွေပျက်စီးခဲ့ပေမဲ့လေတိုရီခီးသောတွေတရားရမှုမရှိပဲ၎င်းတို့အလဲပတ်နေရာတွေမှာလဲထိခိုက်မှုမရှိဘူးလို့ထိုင်းဆိုရရရှိတွေကထုတ်ပြန်ကြေညာထားပါတယ်။ မလ28ရက်ကထိုင်းနိုင်ငံမှာဗဟိုပြုလှုပ်ခတ်ခဲ့မှုနဲ့အတူဘန်ကောက်မှာလည်းငလင်တန်ကိုခန်းစားခဲ့ရပြီးတဲ့နောက်ကယ်ဆယ်ရေးလုပ်ငန်းတွေချိတ်ဆက်ပြုလုပ်ဖို့မြို့တော်ဘန်ကောက်ကိုထိုင်းအစိုးရကအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။လူပြောက်80ကျော်ရှိပြီး32ဦးထိခိုက်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ခရီးသွားတာနဲ့ဟိုတယ်တွေပွဲတွေပုံမှန်လည်ပတ်နေပါတယ်။ ဘေကင်းရေးအာမခံနိုင်မှုစစ်ဆေးမှုတွေလည်းဆက်လုပ်နေပါတယ်။တရစ်ရဲ့တပ်ဖွဲ့ကအဓိကနေရာတွေကိုစစ်ဆေးနေတယ်လို့ထိုင်းခရီးသွားလုပ်ငန်းဝင်ကြီးဆိုရာဝန်က X လိုမျိုးကွန်ရက်မှာတင်ခဲ့ပါတယ်။ဒါ့အပြင်ခရီးစဉ်ဖြတ်သိမ်းတာတွေလည်းမရှိဘဲဗန်ကောက်နဲ့ဖူကတ်တို့မှာရှိတဲ့နိုင်ငံတကာလေဆိပ်တွေမှာလုပ်ငန်းတွေပုံမှန်လည်ပတ်လျက်ရှိတယ်လို့အာဏာပိုင်တွေကပြောပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးနဲ့ပတ်သက်ပြီး FIFA ဥက္ကဋ္ဌအပါအဝင်နိုင်ငံတကာဘောလုံးဖွဲ့ချုပ်များမှဝန်ထမ်းချင်းတဝန်လာများပြေးပို့ခဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးနဲ့ပတ်သက်ပြီး FIFA ဥက္ကဋ္ဌအပါအဝင်နိုင်ငံတကာဘောလုံးဖွဲ့ချုပ်တွေကဝန်ထမ်းချင်းတဝန်လာတွေပြေးပို့ခဲ့တယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ်။2025မှာလ28ရက်ကစကိုင်းနဲ့မန္တလေးမြို့တွေကိုဗဟိုပြုပြီး အပြင်းထန်လှုပ်ခတ်ခဲ့တဲ့အင်အား9.8 Richter scale ရှိတဲ့ငလင်ကြီးဘေးဒဏ်ကြောင့်အသက်ဝင့်ဆုံးရှုံးခဲ့ရတဲ့ဒေသခံမြန်မာပြည်သူတွေအတွက်ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Infantino အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Sheikh Salman bin Ibrahim Khalifa နိုင်ငံတကာဘောလုံး